အောင်ဆန်းသူကြည်ဒီကျွန်တော်တို့အိန္ဒိယအမျိုးသားကောင်းဆောင်မဟာဂန္ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ပါရဲ့နိုင်ဖာနန်ဖာဝလန်ကိုခေါ်တဲ့ကျွန်တော်တို့လက်နက်ဆွဲကန်ရင်မရှိတဲ့အာနာရှင်ဖိဆန်မှုကိုလက်ဆွဲကန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တဝူးတယောက်တည်းရဲ့အမြင်အရဒေါအောင်ဆန်းသူကြည်ဒီကနေ့အကျဉ်းတော်ကလုံမြောက်လာတဲ့အချိန်တိုင်းရတော့ UNG နဲ့ PDF ကိုအတိမတ်မပြုတ်သလို လက်နက်ဆွဲကင်တော်နိုင်ရေးကိုလည်းသူ့အနေနဲ့ညာလုံးပြေးအားပေးမှာတော့မဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်က UNG နဲ့ PDF ကိုအတိမတ်ပြုမှလာတရားလွတ်တော်ရှိနေစောဘဦးလေးတုံးတက်ချက်ဒေါအောင်ဆန်းစုကြည်သည်အိန္ဒိယအမျိုးသားကောင်းဆောင်ကြီးမဟာတမဂန္ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။နန်လွိုင်လန်လိုခေါ်တဲ့လက်နက်ဆွဲကင်ခြင်းမရှိတဲ့အာနာရှင်ဖီဆန်မှုကိုလက်ဆွဲကင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တဦးတယောက်တည်းရဲ့အမြင်အရဒေါအောင်ဆန်းစုကြည်ဒီကနေ့အချင်းထောင်ကလွတ်မြောက်လာတဲ့အချိန်ကြရင်တော့ NUG PDF ကိုအတိအမှတ်မပြုသလိုလက်လက်ဆွဲကင်တော်လှန်ရေးကိုလည်းသူ့အနေနဲ့ယာနှုံးပြအားပေးမှာမဟုတ်ပါဘူးလို့စောဝုလေးတရားလွတ်တော် ရှိနေမှာတုံးသက်ပြောဆိုသွားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ ဟုတ်ကဲ့ဆရာဒီရက်ပိုင်းဒီ NUG နဲ့ NLD ကြားထဲကသတင်းတွေထွက်ပေါ်လာဒီ NUG နဲ့ NLD ပတ်သက်မှုမရှိဘူးလို့ဒီ NLD ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ဒီဦးဟန်တာမြင့်ကပြောဆိုထားတယ်ဆိုတော့ဒီသတင်းတွေလည်းထွက်နေတယ်ဒါကဂျားလူတွေစကားထွက်တဲ့သတင်းစကားတွေပါဒီကာယကံရှင်တွေ NUG နဲ့ဒီ NLD ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးဘာမှတရားဝင်ပြောဆိုထားတာမျိုးတော့မတွေ့ရဘူးအဲဒါကရိုးသားမှုရှိရလားနိုင်ငံရေးအလက်အပြောင်းအတွက်ကစားတဲ့ဒီနိုင်ငံရေးကစားကွက်လားဒီပေါ်ဘယ်လိုရှုမြင်ပါတယ်လဲခင်ဗျဟုတ်ကဲ့ပါမေကွန်နဲ့မှပါခဲ့တယ်လို့ပဲကာယကံရှင်ကိုယ်တိုင် ဝူဟန်တာမျိုးပေါ်တယ်ပွင့်နေမြင်မှာမှုနဲ့မီဒီယာတွေကိုထပြတယ်မရှိတဲ့အတွက်တော့ဒီထွက်ပေါ်လာတဲ့ထွက်ပေါ်လာချက်များသည်ဝူဟန်တာမျိုးကိုယ်တိုင်ပြောတဲ့အတွက်တော့ကျွန်တော်ကမယူဆဘူးနောက်တစ်ခါဝူဟန်တာမျိုးထုတ်ပြောတဲ့အထက်ကဖာဘာတွေကိုကြည့်ပြီးတော့တစ်ချက်လေးကိုတော့ထောက်လို့ရတာက LD နဲ့ NUG နဲ့ပတ်သက်မှုမရှိဘူးလို့ပြောရင်တော့ LD ရဲ့ constitution ကိုပြန်လှန်ဖို့လိုပါတယ် အဲ့တော့ကျွန်တော်တို့ LDR Company ယူရှဲမှာ CWC ပေါ့နော် Central Working Committee ဆိုတဲ့ဝေါ်ဟာတော့တလုံးတစ်ပါးသားမှမပါပါဘူးအဲ့တော့ NUG ပေါ်ပေါက်လာတဲ့အခြေအနေဒီကျွန်တော်တို့မြန်မာနိုင်ငံဥတော်နိုင်ငံကနဦးဘိုင်းမှာ LDR CWC ကနေဝေးဖွားလာတဲ့အတွက်ကြောင့် LDR ဒီအဲ့ဒီ LDR အဖွဲ့ဝင်များဒီ မိခင်ကွန်စတီကျူရှင်မှမိခင်ကွန်စတီကျူရှင်ကိုဆန့်ကျင်ပြီးတော့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းတယ်အဲ့ဒီအဖွဲ့အစည်းတကားနေမှထပ်ဆက်အဖွဲ့အစည်းကိုထပ်မံဖွဲ့စည်းရတဲ့အတွက်ကြောင့် LD နဲ့ NUG ဘာမှမတက်ဆိုင်ဘူးဆိုတာတော့ကျွန်တော်အခုအဖြေစကားရရှင်းပါလိမ့်မယ်လို့ပဲကျွန်တော်ပြောခဲ့ရစေစကောက်စီဘက်ကတွဲဆောင်ဆွေးနွေးရေးအတွက်ညှိနှိုင်းနေတာကလည်းလက်ရှိအခြေအတိအဆင်မပြေသေးဘူးလို့သိရတယ်ဒီတော့ စစ်ကောင်စီကသူတို့ရဲ့နိုင်ငံရေးစစ်ရေးအချက်အတဲကိုဖြည့်ရှင်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ထုတ်လာနိုင်လားခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့မြန်မာနိုင်ငံမှာဆက်ဆက်ရှိလူမှုအရေးတော်ပုံပြီးတဲ့နောက်ပိုင်းမှာဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ပုဂ္ဂိုလ်ကြီးစစ်ကောင်စီအတွက်ဟိုတစ်ဖက်ကအနေအထားမျိုးဖြစ်နေပါလေဒါတော့ကျွန်တော်အနေနဲ့လူရင်းနဲ့တူချင်းပြောရရင်တော့ပြီးခဲ့တဲ့တန်းရွှေလက်ထက်တုန်းကဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ရှုခဲ့တဲ့အနေအထားမျိုးထုတ်ပြီးတော့ကစားခဲ့တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့် ဦးတန်းရွှေလောက်မှအရင်အချင်းမရှိတဲ့မင်းအောင်နိုင်ကလည်းသူ့ရဲ့အကြက်တဲဘလုံးမရုံထွက်နိုင်တဲ့အချိန်တွေမရှိတော့တဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကိုထုတ်ရှုံးနိုင်တဲ့အနေအထားမျိုးရှိတယ်လို့တော့ကျွန်တော်အပါဝင်နိုင်ငံရေးစောင့်ကြည့်လေးလာပြီးတော်တော်များများထားဖို့သုံးသပ်ထားပြီးဖြစ်ပါတယ် 2021နှွေဦးတော်လန်ရေးစကတဲ့ကအခု2025ထိဆိုရင်၄နှစ်ကျော်ကြာမြင့်သွားပြီဒီ၄နှစ်ကျော်အတွင်းမှာဒေါအောင်ဆန်းစုကြည်ရဲ့မတ်ချက်စကားတွေဒီပြောဆိုမှုတွေကိုတရင်ဝင်မကြားရတော့ဘူးပေါ့နော်ဒီတဆင့်စကားတွေကိုပဲပြောဆိုဖော်ပြနေကြတာပဲတွေ့ရတယ်ဒီတော့ဒေါအောင်ဆန်းစုကြည်အနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်အကျင်းစစ်ရေးအခင်အကျင်းတွေကိုနားလည်သဘောပေါက်တယ်လို့ဆိုနိုင်မလားဘယ်လိုနားလည်ရပါသလဲခင်ဗျဒေါအောင်ဆန်းစုကြည်အနေနဲ့ကကျွန်တော်တို့ဒီ2021နှစ်ဦးသားမှာစစ်တော်ရဲ့ဖန်ဆင်းတဲ့မီဒီယာတွေကိုတွေ့ရတယ် ထုတ်ဖို့ပြောဆိုနေကြပါဘူး။အဲ့ဒီကနာသာပြီးတော့ဒီနေ့လည်းမဲအောင်လာနေတော့သာတော်မှသူကြီးကိုပြင်ပတော့ကနဲ့လုံးဝအဆက်သက်ဖြတ်တာပါလေ။ဒါကြောင့်မို့လို့ပြင်ပမှဖြစ်ပေါ်နေတဲ့တရင်အချက်တက်တွေကိုဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရရှိတယ်ဆိုရင်တော့20 25ရာခိုင်နှုန်းထက်မပိုဘူးလို့ကျွန်တော်ကတော့ဒီလိုပဲမြင်ပါတယ်။ဒါကြောင့်မို့ဒေါ်အောင်ဖိုက်ချက်ပေးရမယ်ဆိုရင်ဒီအချက်စုကြည်တွေအချက်အလက်တွေကိုဒီလိုမျိုးရှိတယ်လို့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  ဒေါ်အောင်ဆန်းစုကြည်တဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်ကျင်းကဗရာတနံပန်တနံလုံးဝခြားနားနေပြီလို့ပဲကျွန်တော်မှတ်ချက်ပေးပါသေးတယ်။ဟုတ်ကဲ့ပါဆရာ။ဒီတော့လက်ရှိမြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးစည်ရေးအခင်ကျင်းတွေအရဒေါ်အောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခမ်းအနားမှာအရေးကြီးပုံကိုဖြစ်ရှိနေသေးလား။ ဒီအသက်80အရွယ်အမျိုးသမီးတစ်ယောက်အနေနဲ့ပေါ့နော်သူရဲ့အခန်းကဏ္ဍနဲ့ဥစ္စာတရားမှုကဘယ်လောက်ထိအရေးပါနေသေးလဲဒီဘက်ကိုသုံးသပ်ပြီးပါဦးခင်ဗျအဲဒီနေရာမှာဒေါ်အောင်ဆန်းစုကြည်ကြီးကျွန်တော်တို့ငញ្ញိုင်းနိုဘယ်ဆုရတာတဲ့လူတုခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ຫນွေဦးတော်နိုင်ရဲ့အချိန်လေးကိုကြည့်ရင်လေဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးမြေတွေမှာသူ့တောင်းပေးတဲ့စကားတွေလူမှုကွန်ရက်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတခုတ်တရဖော်ပြနေတဲ့ဖော်ပြချက်တွေကိုကြည့်ခြင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ဒီပြည်သူလူထုရဲ့သဲနှလုံးထဲမှာရှိနေသေးတယ်ဆိုတာတော့မြင်ပါတယ်။ဒါပေမဲ့တို့ဒီကနေ့မြမအနွေဦးတော်နိုင်ရေးကိုကျွန်တော်တို့ LDP တို့အစုဖွဲ့မျိုး NUG တို့အစုဖွဲ့မျိုးဥဆောင်နေတာမှာဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တဲ့ G ဆက်လူငယ်တွေကဥဆောင်နေတဲ့တော့ကြောက် G ဆက်လူငယ်တွေရဲ့မြမအနွေဦးတော်နိုင်ရေးအခင်းကျင်းမှာဒေါ်အောင်ဆန်းစုကြည်ဒီခေါင်းဆောင်တယောက်အနေနဲ့တော့တော့ ပါဝင်သူတယောက်အနေနဲ့တော့၎င်းပါကောင်းပါပါလိမ့်မယ်သို့တော့ဟောင်ကွေးရှိတဲ့လူလူအေးတော့ဘုံပြီးရဲ့နောက်ပိုင်းကနေပြီးတော့2020ကာလအထိဆောင်းမို့တို့ကောင်းဆောင်းဒီအားတွေလို့ကျွန်တော်ထင်ပါဘူးကောင်းဆောင်းဒီဘီသူ့ဖက်ရဲ့ဘုဒ္ဓအဖာကဲတော့ပြည်သူလူလူရဲ့အသိနဲ့လုံးထဲမှာကြံတဲ့အဆင့်ကလွဲရင်မြမငွေဦးတော်လံရေးရဲ့ အဓိကဥဆောင်သူအဓိကအဆုံးဖြတ်ပေးနိုင်သူရဲ့အခန်းကဏ္ဍမှာတော့မရှိတာသိကြပါလားတကယ်လို့စစ်ကောင်စီကဒါဒေါ်ဆန်းစုကြည်ကိုပြန်လွတ်ပေးခဲ့ရင်ဒေါ်ဆန်းစုကြည်အနေနဲ့ဒီ NUG နဲ့ PDF တွေကိုအတိအမှတ်ပြုမယ်လို့ထင်လားနောက်တစ်ချက်ကဒီစစ်အာဏာရှင်တော်လှန်ရေးအတွက်ထိုက်ပွဲဝင်နေတဲ့နိုင်ငံအနှံ့ကစစ်ပွဲတွေကိုရောအားပေးမယ်လို့ထင်လားဒီပေါ်ဘယ်လိုမြင်ပါတယ်လဲခင်ဗျမှန်ပါတယ်ဒေါ်ဆန်းစုကြည်ဒီကျွန်တော်တို့အိန္ဒိယအမျိုးသားကောင်းဆောင်မဟာဂန္ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ပါရဲ့9 နန်ဖာဥလန်လို့ခေါ်တဲ့ကျွန်တော်တို့လက်နက်ဆွဲကန်ရင်မရှိတဲ့အာနာရှင်ဖိဆန်မှုကိုလက်ဆွဲကန်တဲ့ပုံကုမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တဝူးတယောက်တည်းရဲ့အမြင်အရဒေါအောင်ဆန်းစုကြည်ဒီကနေ့အကျဉ်းတော်ကလုံမြောက်လာတဲ့အချိန်ကြရင်တော့ NUG နဲ့ PDF ကိုအတိမတ်မပြုတ်သလိုလက်နက်ဆွဲကန်တော်လိုင်းရေးကိုလည်းသူ့အနေနဲ့ယာနှုံးပြေအားပေးမှာတော့မဟုတ်ပါဘူး။သို့တော်သူသည်နိုင်ငံရေးဘာဝတဲ့လူထုခေါင်းဆောင်ဖြစ်သည့်အားလျော်သော မြန်မာຫນွေဦးတော်နိုင်ရေးလက်ရှိပြည်သူလူထုရဲ့ခုခံတွန်းလှန်စစ်ကိုလည်းသူ့အနေနဲ့ကန့်ကွက်မယ်လို့ကျွန်တော်မမြင်ပါဘူး။ဒါကြောင့်မို့လို့ဒေါ်အောင်ဆန်းစုကြည်ကသူ့ရဲ့ပုတ်ကူရေးဖွဲ့ကန့်မှုဟာတော့သူဆက်လက်ဆွဲကန့်တာပဲ။မြန်မာຫນွေဦးတော်နိုင်ရေးအခင်းကျင်းမှာတော့တုံတရာဝင်ရောဖတ်နိုင်ခြင်းမရှိဘူးလို့ပဲကျွန်တော်ကတော့ဒီလိုပဲ။